ဒီနှစ်တွေထဲမှာမြန်မာနိုင်ငံမှာတဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံရတယ်။မိုးကြီးတယ်၊ရေကြီးတယ်၊ရေရှမ်းတယ်၊မြေပြိုတယ်၊ငလျင်လှုပ်တယ်စသဖြင့်ပေါ့လေ။တဘာဝဘေးအန္တရာယ်အမျိုးမျိုးကြုံရတယ်။အဲ့ဒီလိုတဘာဝဘေးအန္တရာယ်ကြုံတိုင်းကြုံတိုင်းကျွန်တော်တို့ပြေးမြင်တာကျွန်တော်တို့ပြေးပြီးတော့သတိရမိတာကတော့အမေဒေါ်အောင်ဆန်းစုကြည်နဲ့မေဒေါ်အောင်ဆန်းစုကြည်ဝယ်ထားတဲ့ရဟယင်ကိုကျွန်တော်တွားပြီးတော့သတိရပါတယ်။ အဲ့ဒီရဟယင်ကိုအမေတော်ဆန်းစုကြည်ကသူ့ရဲ့အစိုးရတပ်တန်းမှာဝယ်ထားတယ်။ဝယ်ရတဲ့ရည်ပဲချက်ကမြန်မာနိုင်ငံတပါဝဘေးအန္တရာယ်ကြုံရတဲ့အခါမှာအလင်းအမြန်ပြည်သူလူထုကိုကယ်တင်ဖို့နဲ့လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့အတွက်နော်မြန်မာနိုင်ငံမှာအစိုးရမှာကရဟယင်မရှိဘူးစစ်တပ်မှာပဲရှိတယ်။နောက်ဆုံးတမရကရဟယင်လိုချင်တယ်လို့တောင်းရင်တောင်မှစစ်တပ်ကခွင့်ပြုမှတုံးလို့ရတယ် စစ်ပြစစ်တပ်ကခွင့်မပြုရင်အစိုးရကဘာမှလုပ်လို့မရဘူးအဲ့ဒီအတွက်ကြောင့်ဟောဒီပြည်သူလူထုအတွက်လိုအပ်ရင်လိုအပ်တဲ့အချိန်တိုင်းအချိန်မရွေးသုံးနိုင်ဖို့အတွက်ရဟယင်တစည်းရင်ကိုအမေစုကဝယ်ခဲ့ပါတယ်အဲ့ဒီရဟယင်ကိုစစ်တပ်ကအာဏာသိမ်းပြီးတော့အမေစုကိုအဲ့ဒီရဟယင်ဝယ်တဲ့အမှုနဲ့အကြတိလိုက်စားမှုဆိုပြီးတော့မှတရားစွဲပါတယ်နိုင်ငံတော်ခေါင်းဆောင်တယောက်ကနိုင်ငံတော်ပြည်သူလူထုအရေးပေါ်အခြေအနေမှာသုံးဖို့အတွက်ဒီနိုင်ငံတော်အစိုးရဝင်ကြီးနာမည်နဲ့နော် ဝင်ကြီးနာမည်နဲ့ဝယ်လိုက်တာကလည်းနိုင်ငံတော်ကောင်းစင်နဲ့ပဲဝယ်တယ်နိုင်ငံတော်ဝင်ကြီးနာမည်နဲ့ပဲဝယ်တယ်မိစုကသူ့မိသားစုသုံးဖို့ဝယ်တာလည်းမဟုတ်ဘူးသူ့ကိုရေးကိုတာသုံးဖို့ဝယ်တာလည်းမဟုတ်ဘူးเนาะလူမှုကယ်ဆယ်ရေးနဲ့ပြန်လည်တရားချထားရုပ်ဝင်ကြီးဌာနကိုပေးဖို့အတွက်နိုင်ငံတော်ကောင်းစင်နဲ့ဝယ်တာကိုမင်းအောင်လှိုင်ကစစ်သက်အာဏာသိမ်းပြီးတော့အာဂတိလိုက်စားမှုနဲ့အဲ့ဒီအမှုနဲ့တရားစွဲတယ်ဆိုတော့ဆိုလိုတာက အမေတော်လက်စုကြီးကိုဖမ်းပြီးတော့ဘာမှုတွေနဲ့တရားစွဲရမယ်မှန်းမသိတော့အဲ့ဒီရဟယအဝယ်တဲ့အမှုကိုအာဂတိလိုက်စားမှုနဲ့တရားစွဲတယ်အဲ့တော့မင်းအောင်လိုင်ကအာနာသိမ့်ပြီးတဲ့နှစ်တည်းအတွင်းမှာရဟယအာလီရင်တစင်းကိုမင်းအောင်လိုင်နာမည်နဲ့ဝယ်တယ်ပြီးတော့မင်းအောင်လိုင်မိသားစုကျူကျူလှမင်းအောင်လိုင်မိမတခေါမကလူမသိသူမသိနိုင်ငံသားထွက်ရှော့ပင်းထွက်ဖို့အတွက်လီရင်တစင်းကိုဝယ်လိုက်ပါတယ် အဲ့ဒါကိုဘယ်သူမှလည်းမပြောသလိုဘယ်သူမှလည်းခြားမပြရဲဘူး။ဘာဖြစ်လို့လဲဆိုတော့စစ်အာဏာရှင်ဖြစ်လို့နော်။အဲ့တော့ပြည်သူအစိုးရဒီမိုကရေစီခေတ်မှာကြတော့လွတ်လပ်စွာဆဲလို့ရတယ်။လွတ်လပ်စွာဝေဖန်လို့ရတယ်။ကိုယ်စိတ်တဘောထားရှိသလိုပြောခွင့်ရှိတယ်။အခုမင်းအွန်လိုင်းကအာဏာသိမ်းပြီးတော့တနိုင်ခံလုံးကိုပတ်ပြီးလင်းရင်နေနဲ့ဘုံကျဲတယ်မိတွေရှို့တယ်ပြည်သူလူထုကိုဒုက္ခပေးနေတဲ့အချိန်မှာပဲမင်းအွန်လိုင်းမိမကျူကျူလှတခေါမ နိုင်ငံညာထွက်ပြီး shopping ထွက်ဖို့အတွက်ဇိမ်ခံဖို့အတွက်လေရင်ဒဇင်းကိုဝယ်လိုက်တယ်ဘယ်သူမှမပြောရကြဘူးနောက်ပြီးတော့ဒီအမေဆုဝယ်လိုက်တဲ့ရဟယင်ကိုစစ်တပ်ကအာဏာသိမ်းပြီးတော့စစ်တပ်ကယူသွားတယ်အဲ့ဒီရဟယင်ကိုလည်းအခုစစ်ဒီစစ်တပ်အယောင်ကိုမှုတ်ပြီးတော့မှအခုစစ်တပ်ထဲမှာတုံးနေပြီပေါ့ဆိုလိုတာကအဲ့တော့ကျွန်တော်မြန်မာပြည်သူလူထုတွေသိရမှာကအာဏာရှင်ဆိုတာဘယ်လိုအချိန်ခါမျိုးမှမဆို အာနာရှင်ဆန်ဆန်ပဲလုပ်တယ်သူမိသားစုတော့ပဲလုပ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေအမေစုကျမ်းမာပါစေအမေစုအချုပ်အနှောင်ကလွတ်မြောက်ပါစေဆိုပြီးတော့ဆုတောင်းနေကြတာတကယ်တမ်းတော့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ကတော့သဘောမကျပါဘူးဘာလို့လဲဆိုတော့အမေစုလွတ်မြောက်ပါစေလို့ဆုတောင်းနေတာကအမေစုလွတ်မြောက်ပါစေဆိုရင်အမေစုကိုမင်းအောင်နိုင်ကလွတ်မှစစ်တပ်ကလွတ်မှလွတ်ရမှာလားကျွန်တော်တို့ကပြည်သူလူထုတွေကအမေစုကိုကယ်တင်ရမှာမဟုတ်ဘူးလား အဲ့တော့အမေစုလို့ငါတို့ကဲတင်ရမယ်လို့စုတောင်းတာကပုံမှန်တယ်ဗျာအမေစုလို့မြောက်ပါစေစုတောင်းတာကကျွန်တော်တော့သဘောမကျဘူးကျွန်တော်လည်းအဲ့ဒါလို့စုမတောင်းဘူးကျွန်တော်ကတော့အမေစုကိုကဲတင်နိုင်ဖို့အတွက်စူးစမ်းကြမယ်လို့ပဲစုတောင်းချင်ပါတယ်အားလုံးဝိုင်းဝန်းပြီးတော့စူးစမ်းပေးကြပါ